ကျွန်တော်ရဲ့လျှက်စစ်မိတ်ဆွေများအားလုံးမင်္ဂလာပါ။အဓိကကျွန်တော်ဆွေးနွေးနေတာလျှက်စစ်အကြောင်းအရာမဟုတ်ပါဘူး။နော် YouTube ဘူးစိတ်ဝင်စား YouTube နဲ့လုပ်နေတဲ့ဝါသနာရှင်တွေအတွက်ကျွန်တော်ရည်ညွှန်းပါတယ်။ဒါကတော့ကျွန်တော်ရဲ့ YouTube channel ပေါ့နော် Electronic Student ပေါ့မြန်မာလိုဆိုရင်လျှက်စစ်အကြောင်းသာပေါ့။အဲဓာတ်ရည်ကြီးတော့မတူဘူးပေါ့ဒီလိုပဲအဆင်ပြေလို့နာမည်လေးကိုညှိယူထားတာပေါ့နော်။ဒါကတော့ dashboard လို့ခေါ်ပါလား YouTube channel dashboard ပေါ့နော်။အော် subscriber အသိ32812ယောက်ရှိတယ်နော်ကျွန်တော်အားပေးတဲ့မိတ်ဆွေတွေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအဲ့တော့ဒီခါဘာအကြောင်းအရာလေးကျွန်တော်ဆွေးနွေးချင်တာလဲဆိုရင်ကျွန်တော်က Facebook မှာဗီဒီယိုတင်တယ်ပြီးရင်နောက်မှ YouTube မှာတင်တယ်နောက်ဟိုးလုံးကပေါ့နော်ဟိုးလုံးကအဲ့တော့ဘာပြဿနာတက်တက်လာလဲဆိုတော့ကျွန်တော်ကခံနေရတဲ့ဗီဒီယိုကြီးမဲ့အချို့လူတွေက channel ပေါ့ edit မရှိတဲ့လူတွေကသူတို့ channel မှာ like like တင်နေတာကျွန်တော်ကနောက်က like တင်လို့ဖြစ်ပြီးတော့ copyright ချီရော ကော်ရီးယားကြီးတို့မွန်နီတိုင်းစင်းနဲ့ပြုတ်လိုက်ပြန်ရလဲပြုတ်လိုက်ပြန်ရလိုက်နေအလုံးတွေချလဲလိုက်အဲ့ပြဿနာကိုဖြေရှင်းဖို့တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုရှင်နောက်ပိုင်းဆိုလို့ရှိရင်ဗီဒီယိုတစ်ခုတင်ထားတယ်အစ်စ်ဖန်ပြီးပြီအဲ့ public ကိုချမှတ်တလို့တည်ဦးဆိုရှင်အရင်ဆုံးကျွန်တော် unlisted နဲ့တော့တင်ရတယ် unlisted နဲ့အရင်တင်လိုက်ရင်ကျွန်တော်ကတင်ပြီးသားဖြစ်တဲ့အတွက်နောက်လူကထပ်တင်အဲ့လူက report မိမယ် copyright ညိမယ်ကျွန်တော်ကတော့ဘာမှမဖြစ်ဘူးနော်အခုကျတော့ပြဿနာတက်ပြဿနာတက်တော့ဘယ်လိုဖြေရှင်းရလဲဆိုတော့ကျွန်တော်ပြောပြပြမယ်နော် ဒီမှာ dashboard ကတော့အခုမြင်နေရတာပေါ့အဲ့မှာဒီမှာအော်ကွန်ပျူတာနဲ့လုံးမှာတော့အဆင်ပြေတယ်ဖုန်းနဲ့ကတော့အဆင်မပြေဘူးအော် copyright ပေါ့ copyright ကိုကျွန်တော်နှိပ်လိုက်မယ် copyright ထဲမှာ max ရှိမယ် remove request ရှိမယ် remove request ကကျွန်တော်ဒါတိုင်တာလို့ action ယူရတဲ့ video တွေကမရှိတော့ဘူးအဲ့ဒီ video ပြုတ်ကုန်နော်အဲ့ဒီပြုတ်ကုန်ပြီအော်ပြုတ်ကုန်ပြီဆိုတော့အဲဒီမှာပေါ့ဒါလောက်လာလဲဆိုလို့ရှင်ဒီမှာအူးဆုံးလောက်ကမှာက new removal request ပေါ့တန်းတိုင်းဒါပေါ်လာဒါပေါ်လာပြီဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုရင်ဒီဘက်မှာဒီဘက်မှာကျွန်တော် re message တွေမှာရှိတယ် message တွေမှာရှိတယ် message တွေမှာရှိတယ်နည်းနည်း refresh လုပ်လိုက်မယ်နော်အားကြီးပဲအားကြီးပဲမနေဘူး14000 15000လောက်မိရအဲ့တော့မှတခိုးဖန်းချက်ကလေးဖန်ကြီးကြရအောင်ဆိုတော့ ဒါမြန်မာ it's it မြန်မာ it's it youtube channel ပေါ့ဒါကဒီဘက်ကကျွန်တော်ဒီဘက်ကကျွန်တော် channel နော်ဦးလုံးကလောက်အောင်လဲဆိုလို့ရှိရင်အခုဖန်ဆက်ကလေးတိစောက်ကြအောင်ဘေးနာမှာ၄000ဝက်များလေးရှိတယ်ဒီဘက်မှာ၄000ဝက်များလေးရှိတယ်ဒီ၄000ဝက်များလေးကိုနှိပ်လိုက်ရင်မြန်မာ id ဆိုတဲ့ channel ကိုရောက် it မဟုတ် id ပေါ့နော် channel ကိုရောက်ဒီဘက်ကကျွန်တော်ဒီစာရန်လေးရဲ့ဘေးနာ၄000ဝင်းလေးနဲ့မျှလေးကိုနှိပ်ရင်အဲ့ဒီဗီဒီယိုတန်းရအောင်နှိပ်လိုက်မယ်နော်။ဒါဘာလို့ရမှာလဲဆိုတော့အဲ့ဒီ ကျွန်တော်ဗီဒီယိုတင်ထားတဲ့လူရဲ့ copy ပေါ့ copyright ကျွန်တော်ညိညောဖြည့်ရှင်းမှုတွေသူ့ရဲ့ URL လို့တော့ယူရမှာ URL ဆိုတာဒါပါ URL ဆိုတာဒါပါ YouTube ဒီပေါ်မှာเนาะဒီဘာတန်းလေးဟုတ်ပြီအဲ့ဒါမယူခင်ကျွန်တော်ဒီဘက်က request remove ကိုရှင်းပြမှာเนาะဒီမှာကျွန်တော် add video 1 2 3 4ပြီးလို့ရှိရင်လက်မှတ်ထိုးရမယ်အဲ1မှာ add video ကိုကျွန်တော်နှိပ်လိုက်ဒါဘာလို့မှလဲဆိုလို့ရှိရင်ဒီ select type မှာယူလိုက်ဗီဒီယိုပေါ့ကျွန်တော် video တိုင်းမှာတော့ video ပေါ့ ဘက်မှာ sub category ဒီမှာ internet video ဒီဘက်မှာထပ်ပြီးတော့ front my youtube channel ဟုတ်ပြီအဲ့တော့ video my video url မှာဘာကူဘာထည့်ရမှာလဲဆိုရင်ဒါကမြန်မာ id ဆို channel ကျွန်တော် channel ကိုရဲ့ဒီ video file ရဲ့ link ကို url link ကိုထည့်ပြီးအဲ့တော့ဒီမှာဒါလေးလေးတောင်းဝက်ပြီးကျွန်တော်နှိပ်လိုက်ရောက် နော်ဒီမှာကျွန်တော် channel တကူဖန်ဆက်ရေးတိဆောက်ကြမယ်ဆိုရယ် video file ကိုရောက်သွားပြီပေါ့နော်ဒါလေးခဏရက်လာဒါကြည့်ရမလို့အဲ့တော့ဒီပုံမှာ URL link ရှိတယ်အဲ့ဒါကို copy ဆွဲလိုက်ပြီးရင်ဒီမှာဖြည့်လိုက်ရပြီဒီကမှရောက်လာတယ်တော်တော်တန့်နည်းလေးရောက်လာပြီနော်အဲ့တော့ဒီမှာ local မှာ entire video entire video ပြင်းပြင်းထန်ထန်တိုက်ခိုက်တာပြန်ပြန်ဖြတ်ခိုင်းတာပေါ့နော်အဲ့တော့ဒီမှာ YouTube URL video of to be removed ဟိုကိုတခိုးတိုင်းမယ်ပေါ့တခိုးပဲထားပါတော့အဲကွန်ပျူတာလုပ်နေတဲ့လူရဲ့အကောင့်ဗီဒီယိုတိုင်းမယ်ဆိုရင်သူ့စီကိုတော့ဒါကျွန်တော်ဟာအဲဒီမှာသူ့စီရသူ့စီရဒီအောင် URL link ကို copy ကိုမယ်ပြီးရင်အဲ့ထဲမှာထည့်ပေးလိုက်အခုဒီမှာလည်းအတူတူပဲဒီမှာ entire video ပဲပြင်းပြင်းထန်ထန်လောเนาะအဲ video နှစ်ခုရှင်ပြီးပေါ်လာပြီသူကစစ်ဆေးလိမ့်မယ် ဘယ်လိုကအတုဖြစ်လဲအစ်စ်ဖြစ်လဲဆိုတော့သူကစစ်စီးနေတယ်အဲ့ဒါတော့သူက AI နဲ့စစ်တာဆိုတော့တိနေပေါ့ဒီမှာလည်းကြည့်ရင်တိတာတယ်ကျွန်တော် scrubber တသိန်း2000ရှိတဲ့ video file ရတော့ဒီ scrubber 9ရောက်တည်းရှိတဲ့လူရဲ့ video file မယူတင်တော့ဘူးပေါ့နော်မယူတင်တော့ဘူးဆိုုံဖြတ်တာပေါ့ဒါမျိုးနဲ့သူကအဲ page ကြည့်လို့ရှိရင်ပို့ပြီးတော့တာတာပေါ့အဲဒါမှမဟုတ်ကျွန်တော်လောက်ခပေးနေတာလေအဲကျွန်တော် add to list ကိုထားနေလိုက်အဲဒါဆိုရှင်နံပါတ်1 copyright owner ရောက်သွား mindset က mindset ပဲပြင်လို့မရအောင်နော် mindset ပဲထားလိုက် အဲ့ဒီမှာ owner name owner name ရကျွန်တော် page name ပဲရဖန်ရှူရထည့်လိုက်ပြီဒီမှာကျွန်တော်ရဲ့ public phone number 95ပေါ့နော်95 okay ပြုရှင်ဒီမှာ secondary primary email ဒါပဲ secondary email ရေးမယ်နော် ပြီးလို့ရှိရင်ဒီမှာ relationship copyright ဆိုတာကြတော့ I am an owner ဆိုပြီးထည့်ပေးရပါမယ်။နော် I am an owner ဆိုပြီးထည့်ပေးရမယ်။ဒီမှာ I am the owner of copyright ဆိုထည့်ပေးလိုက်တယ်။ရပြီ။အဲ့ဒါကတော့မြန်မာယူရမှာပေါ့။လိပ်စာတော့ကျွန်တော်တို့အခုလက်ရှိဆိုင်ဖွင့်တဲ့လိပ်စာပေါ့နော် ာတာဝလီလန်းညောက်ကလာညောက်ကလာဗာမြို့နေပေါ့နော်စီတီအရန်ကုန်မဆဒါလေးရန်ကုန်မယ်ဈေးကုတ်ကကျွန်တော်တို့ညောက်ကလာရဲ့ စာရေးတက်တာနံပါတ်ပေါ့စာရေးတက်တာနံပါတ်ကမေ့ညီမသိဘူးဆိုကျွန်တော် Google မှာတော့ရှာလို့ရတယ်နော်အခုကျွန်တော်ဒီမှာကျွန်တော်ရဲ့ Google Business account နဲ့မြောက်ကလာစာရေးတက်တာနံပါတ်ကိုတွားယူတယ်113 31ဒါလေးကိုပေါ်ပြီးဆွဲပြီးတော့အဲ့မှာထည့်ပေးတယ်ဒီမှာ remove option standard request remove နောက်ခုချက်ရှင်ဖြတ်ပေးပါဒီဘက်ဆိုလို့ချင်း9ရက်စောင့်နေပါပြီဖြစ်နေတော့ဒီမှာ note ပြေးအောင်မယ်သူမဖြတ်ခုဖြတ်မယ်လို့ကျွန်တော်ချုပ်တယ်ချက်ချင်းကျွန်တော်ဖြုတ် remove နော် ဒါကိုလည်း copyright ညှိတယ်စာပဲနှစ်ခုလို့အမှန်ချစ်ပေးလိုက်မှ legal agreement အဲဒါလည်းအမှန်ချစ်ပေးလိုက်ပြီးဒီမှာကိုယ့်ရဲ့နာမည်ကိုယ့်နာမည်ဆိုတာ page number မဟုတ်ဘူးနော် page number မဟုတ်ဘူးကိုယ့်ရဲ့တကယ်မူရင်းနာမည်ကိုပတ်စံထုတ်ရင်းနာမည်ကိုထည့်ပေးရမှာ electronic student ထည့်ရမှာကျွန်တော်ရဲ့မူရင်းအဲဒီအစိုးရထုတ်ပေးထားတဲ့ ID card ထဲမှာတရားဝင်ပါတဲ့နာမည်ကိုအင်္ဂလိပ်လိုစလုံးပေါင်းလုံးမမှောင်ထည့်ပေးရမှာနော် နာမည်ထည့်ပြီးရတဲ့အဆင့်ရောက်ပြီဆိုချင်ရင်ကျွန်တော်က submit လုပ်လိုက် confirm that you are not robot i am not robot အဲ့ဒါဆိုရင်ဒီမှာ in progress ဆိုပြီးတခုတိုးသွားပြီအဲ့တော့အဲ့တော့ error review ကိုခဏနေပြုတ်သွားလိမ့်မယ်။ Gmail မှာလည်းလာအကြောင်းကြားတယ်နော်။ကျွန်တော် Gmail ဖွင့်လိုက်မယ်။ဒီမှာ Gmail မှာဒီ Gmail ကပထမပထမဒီမှာဆို request resolve ဖြည့်ရှင်းပြီးသွားပြီကျွန်တော်တိုင်နာတော့ဖြည့်ရှင်းပြီးသွားပြီထမဒီဒီကောင်ဖြစ်လိမ့်မယ်နော် PV ကို PI ရ motion sensor ကိုကျွန်တော်တိုင်နာတာကိုဖြည့်ရှင်းလိုက်တာဖြစ်လိမ့်မယ်တော့သွားကြည့်ဒါကိုသွားနှိပ်ကြည့်လိုက်မရှိတော့ဗီဒီယိုပြတ်သွားပြီဟုတ်တယ်ဟုတ်တယ်ဗီဒီယိုပြတ်သွားပြီမရှိတော့နော်ဟုတ်ကဲ့ကျွန်တော်ရဲ့ lesson မိတ်တွေကြည့်နော်အဲဒီကလေးတို့ရ report မိနေတယ်ကို့ဗီဒီယိုကို report မိနေတယ်ဆိုရင်ဒီနေ့လည်းအလွယ်တကူမြန်မြန်လေးဖြည့်ရှင်းလို့ရပါတယ်မဟုတ်လို့ရှိရင်အဲ့မှာအိုင်ပတ်နေတယ်ပေါ့နော် ပြန်လေး email ချက်ချင်းကြလာကျွန်တော်တိုင်လိုက်အခုပဲတိုင်လိုက်မှာ email ချက်ချင်းကြလာ email ချက်ချင်းကြလာเอ๊ะကျွန်တော်မိတ်ဆွေတွေနောက်တစ်ခုတိုင်မယ်ဆိုရင်ဒီမှာ new removal request ကိုနှိပ်လိုက်အောင်ပါဒါဆိုရင်နောက်တစ်ခုတိုင်မှုတွေထားကြလာပါဘူးမိတ်ဆွေများအားလုံးဆင်ပြေကြပါသေးခင်ဗျာ